ဒါကတော့အာဖရိက တောရင်းတနေရာမှာမိခင်တွေကွဲကွာနေခဲ့တဲ့ချင်းသေးပေါက်ကလေးပေါ့သူဟာမိခင်တွေသူတော်တဲ့အမဲလိုက်ထွက်လာရမှာတကောင်နဲ့ကြံခဲ့ပါလေသူမဟာပျောက်ဆုံးနေတဲ့သားပေါက်ကလေးကို လိုက်ရှာနေပါလေသူသားငယ်လေးရဲ့ခြေရာ အနံ့စတဲ့တဲလွန်စားတွေကိုခြေရာခမ်းပြီးရှာဖွေနေပါလေသူ့ရဲ့ခေါ်ဆံတွေဟာလည်းလွင်ပြင်တစ်ချောက်ပဲ့တင်ထိုင်နေပါပြီ မင်းတွေးနေသည်မြနေရာဆောင်အောင်လိုက်ရှာပြီး တားငယ်လေးရှိမယ်ထင်တဲ့အော်ခုံးနေပါလေ။ဒါပေမဲ့တားငယ်လေးရဲ့ဖြန်ထူးတန်ကိုတော့မချားခဲ့ရပါဘူး။သူဟာအလွန်ပဲစိတ်ပူနေပါရဲ့။တားငယ်လေးကိုနှိုးချိုတိုက်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။တားငယ်လေးပျောက်ဆုံးနေတာရက်အတော်ပင်ကြာခဲ့ပါပြီ။ဒါပေမဲ့သူဟာလက်မလျှော့ခဲ့ပါဘူး။တစ်ပင်ချုံလေးချားမှရှိမယ်အထင်နဲ့လိုက်ရှာနေခဲ့တော့လဲမတွေ့ခဲ့ပါဘူး။သူတေဆုံးသွားခဲ့ပြီလား။ ယာဒီဥရုပြောင်းလဲလာဒီနဲ့အမြချင်းသိငယ်လင်းရမိခင်ဟာသူ့ရဲ့သားပြောက်ရှာပုံတော့ခီးကိုဆွန့်လွတ်ရမှာခက်ခဲနေခဲ့ပါတယ်။လာအနှဲငယ်ကြားပြီးချိန်မှာတော့စိတ်တန်ရာတွေရခဲ့တဲ့သူမဟာတပြေးပြေးနေသားကြလာပါဒီ။အဖွဲထဲကနေခွတ်ထပြီးတကောင်တည်းရှောက်သွားနေခဲ့ပါတယ်။သို့တော်လည်းပျောက်ဆုံးသွားတဲ့သူ့လက်သားလေးကိုတော့ပြန်မရှာတော့ပါဘူး။ဒုက္ခလီရဲ့နေရာကိုအစိုက်ထိုးကူးတာဖို့ချင်းတဲ့ ठी တွေကိုလိုက်ရှာနေတာပါ။ သူမရှာနေတဲ့ချင်းသေးသီးတွေကိုတွေ့ပါပြီ။ဒီချင်းသေးသီးကြီးဟာသူမကိုမိတ်လက်ရန်အစင်သင်ဖြစ်မထစ်ကိုတီးရဖို့သူမရဲ့ချင်းငယ်ရီကိုအနှဲငယ်ရှူရှိုက်လိုက်ပါတယ်။အစင်သင်ဖြစ်ကြောင်းတီးလိုက်ပါပြီ။ဒီချင်းဟာသူမအတွက်အနာဂတ်မိသားစုဘဝဖန်တီးဖို့ရအခေါင်းဆုံးအချိန်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။